ုကတော့မေလ15ရက်နေ့အတွက်ရွှေစကားငွေစကားရှေးဥစွာတင်းငွေသားသမီးမိတ်ဆွေများဒီလိုကိန်းမျိုးကိုဟောရတာတော်တော်ဝမ်းသာစိတ်ချမ်းသာစရာပါပဲအကြောင်းကြောင်းကြောင့်ခက်ခဲထင်ငော့ကြံ့ကြာနေတဲ့လုပ်ငန်းဟောင်းတွေရည်ရွယ်ချက်ဟောင်းတွေအစီအစဉ်ဟောင်းတွေပြန်ကြိုးစားဖို့အခြေအနေကောင်းတွေပေါ်လာတတ်တယ်ထွက်နေတဲ့ငွေတွေပစ္စည်းတွေပြန်ဝင်လာတတ်တယ်ကွဲကွာနေတဲ့ဆွေမျိုးမိတ်ဆွေတို့ပေါ်ကံပတ်တွေနဲ့ပြန်လဲစုံစည်းရတတ်တယ် ဒီရွက်ချက်ဟောင်းအစီအစဉ်ဟောင်းပြန်စူးစမ်းတဲ့မကြေပွဲတွေညွယ်ပြီးအောင်မြင်မဲ့ကြံ့ကြိုးဖြစ်ကြပါမယ်။ဒီလိုနေမျိုးမှာတနင်္ဂနွေသားမိတွေရွှေတို့ရန်နာပစ္စည်းလက်ဝက်လက်စားနဲ့ပတ်သက်တဲ့ရွေးချက်တွေအောင်မြင်တတ်တယ်။ကားတို့ရင်းတို့စက်တို့နဲ့ပတ်သက်တဲ့ရွေးချက်တွေအောင်မြင်တတ်တယ်။နောက်ကြောက်တို့ကွန်ပျူတာတို့ကင်မရာတို့ကြက်ငါကြံကုန်အယုတ်ချက်သုံးအဲတာမျိုးတွေချိုးထိုးနိုင်ပါလား။အိမ်အောင်ရှင်များစစ်သူကြီးစားများကမိမိအိမ်အောင်ဘက်စစ်သူကြီးစားရဲ့စာမေးပွဲအောင်တယ်လို့ အောင်မြင်တဲ့တဲ့ဖုန်းအတွက်ဝမ်းသာစရာတဲ့ငောင်းရတာပါလေဗျာကယ်လိုကိန်းမျိုးမှာတင်းငွေသားသမီးတွေကံရဲ့အပမှုရဖို့ဆိုရင်အချူရောင်းတို့ငွေရောင်းတို့များများပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးစွဲပါမိမိတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအားတက်အောင်လုပ်ငန်းဆောင်တာတွေတို့တက်အောင်ဆိုရင်ထမင်းစားတဲ့ခရင်လေးတစ်ချောင်းနဲ့ရောင်းညင်တဲ့ပစ္စည်းဘာရောင်းညင်ရောင်းညင်ရောင်းညင်တဲ့ပစ္စည်းမှန်သမျှနောက်ကိုအလုံးလုံးနေတဲ့လုပ်ငန်းနဲ့ပတ်သက်သမျှဆက်ဆက်သမျှကိုအဲ့ဒီခရင်လေးနဲ့ခေါက် စိတ်တိုင်းရတာခောက်ပြီးတော့ခောက်ပြီးတော့အယောင်ွယ်ဒီကောင်းဖို့လုပ်ငန်းဆောင်တာတွေတို့တဲ့ဟိုဆူတောင်းမှာကို့အတွက်ကံကောင်းလိုက်ခြင်းစီမဲ့နံပါတ်တွေကဏ္ဍတွေကနှစ်ကဏ္ဍခုနှစ်ကဏ္ဍဖြစ်ပါတယ်။ကဲကံရင်အပါမို့ရဖို့ဒနေငွေတွေသာသမီမိတ်ဆွေများကော်ရီခောက်ဆွဲလှူပြီးတော့ကံပွင့်ကံမြင့်ကြပါစေခင်ဗျာ။မိဒီအကြောင်းကိစ္စပဲကြုံကြုံဒီရေရာလေးတွေအစီရင်လေးတွေနဲ့ဗတ်နော်အပါမို့ရရှိကြပါစေခင်ဗျာ။ကဲဆက်လက်ပြီးတော့တနင်္လာသာသမီမိတ်ဆွေများ ီလိုကိမျိုးမှာကလေထူးထူးခြားခြားထီပေါက်တယ်လို့မဲပေါက်တယ်လို့ဆူရတယ်လို့ယာရုတိုးတယ်လို့အမွေရတယ်လို့ကန်ထူတတ်တယ်မိษွေတို့ဆရာသမားတို့စီကအကူညီကောင်းအကြံဉာဏ်ကောင်းတွေရတတ်တယ်မြေကိစ္စတို့ဖုံကိစ္စတို့အမွေကိစ္စတို့ပရိဘောကပေပြောင်းပန်းပရိန်ပကြီးပဘူးအဲ့ဒါမျိုးတွေပညာနဲ့ပတ်သက်တာတွေအလွန်ကောင်းတယ်ဖရာဘူးခကြီးတို့အကျိုးထူးမဲ့ခကြီးတို့သွားရတတ်တယ်တခုရှိတာကဆွေမျိုးရင်းမိတ်ဆွေရင်းတို့အတွက်ပူပင်တော့ကလေတော့များတတ်တယ် အဲတစ်ဖက်ကလည်းကိုယ့်စီကိုဝမ်းသာစရာတရင်ကောင်းဧည့်သည်ကောင်းတွေရောက်လာတတ်ပါလေဗျ။နော်။အဲ့တော့ဘာသာရေးတို့အဋ္ဌံကုသိုလ်ကောင်းမှုတို့ဖြစ်ပြီးစီစီလုပ်နေလေကံအထူးကောင်းနေလေဖြစ်လိမ့်မယ်။တင်းနလာသားသမီးအိမ်အောင်ရှင်တွေနဲ့ချစ်သူရည်စားတွေဆိုရင်ကိုယ့်အိမ်အောင်ပဲချစ်သူရည်စားရဲ့ပညာရေးကိစ္စဖုံးကိစ္စတို့မှာမတင်မကြမရင်များဆုံးဖြတ်ခက်တာလေးတွေကြုံရတာပါ။ကဲအဲ့တော့တင်းနလာသားသမီးတွေကံရဲ့အပါမိုးရဖို့ဆိုရင်တော့ အဝါရောင်တို့ရွှေရောင်တို့လိမ်မော်ရောင်တို့များများပါတော့အဝိအစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်ထုတ်ကြပါရောင်းဝန်ပစ္စည်းတွေရောင်းအားတက်အောင်လုပ်ငန်းဆောင်တာတွေတို့တက်အောင်ဆိုရင်ဇွန်လေးတစ်ချောင်းအစဉ်ပြေတင့်တော်တဲ့ဇွန်လေးတစ်ချောင်းနဲ့တို့ပြီးခောက်ပြီးဆိုတော့မှာကံကောင်းလက်ရှင်စေမဲ့နံပါတ်တွေကဏ္ဍတွေက၅ကဏ္ဍ၆ကဏ္ဍနေဖြစ်ပါတယ်ကံရင်အပမိုးရဖို့ဒင်းလာသားသမီးများစပ်ပြလူတန်းနဲ့ကုသိုလ်ပြုလို့ပါခင်ဗျစပ်ပြအခဲအတုံးအမုံဘုရဲ့အစဉ်ကြီးသလိုလူတန်းပြီးတော့ တံပွင့်တင်ကြပါသည်ခင်ဗျာဆက်လက်ပြီးတော့အင်္ဂါသာသမီးမိတ်ဆွေများလည်းဒီလိုကိမျိုးကိုဟောရအားရစရာပါပဲကံအခြေနေပေးနေပြီကံတကားပွင့်နေပြီကိုယ့်ဘက်ကအရမီတော့စူးစမ်းမှာပေါ့နော်အဲ့တော့ငွေရလူဝအကြံညာတွေသုံးပြီးစူးစမ်းတဲ့နဲ့အပြိုင်အဆိုင်အကျင့်နဲ့စူးစမ်းမယ်ကိစ္စတွေကောင်းတယ်လက်ရှိလုပ်ငန်းတွေကိုတိုးမလားချက်မလားအစီအစဉ်အစ်တွေစမလားအပြောင်းအရွှေ့အပြောင်းအလဲခရီးနဲ့ပတ်သက်တာတွေကောင်းတယ် အဒီအနန်းတို့ရေထွက်ကုန်တို့တစ်တန်တော့တဲ့အဖျော်ရမကားတစ်ဒီဝလာဟင်းဒီဟင်းရွက်တစ်ပင်ရေထွက်ကုန်ရေချောင်းခီးနဲ့ပတ်သက်တာတွေပို့ပြီးအချိုးထူအောင်မြင်နိုင်တယ်လူကြီးမိဘဆရာသမားတွေနဲ့တော့စိတ်တော်ကွဲစရာလေးတွေကြားပါအဲ့တော့အင်္ဂါသားသမီးတွေကကိုအိမ်အောင်ဘက်ချစ်သူရီစာရဲ့ငွေကြီးနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးစိတ်တိုက်မကြစရာလေးရှိတယ်ကဲအင်္ဂါသားသမီးတွေကံရဲ့အပမို့ရဖို့ဆိုရင်တော့အစိမ်းရောင် ဖက်ဖူးသိန်းတို့များများပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆက်သုံးဆွဲပါမိမိတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအပ်တဲ့အောင်လုပ်ငန်းဆောင်တာတွေကိုတက်အောင်ဆိုရင်တည့်ရက်ယူအထုပ်လေးတစ်ထုပ်လုံးမတည့်ရက်ခိုင်းလေးနဲ့တို့ပြီးကြိုက်ပြီးတော့ချူတောင်းမှာဂန်ကောင်းလိုက်ခြင်စီမဲ့နံပါတ်တွေကနန်းတွေကလီကနန်း6ကနန်းဂန်ရဲ့အပမိုးရဖို့တန်ပရာကြီးလူဒန်းတော်ကုသူမြတ်စွာဘုရားမှာပဲလူလူအပေါင်းအသင်းတွေဆိုပြီးတော့ဒါနာပြုကဲကံဝင်တည်ကြပါစေနော်ဆက်လက်ပြီးတော့ဘုရူသာသမီးမိတ်ဆွေများဒီလိုကိန်းမျိုးမှာလေ အမေလိုအမလိုအတော်လိုအပွားလိုလူကြီးကတော်လိုဆရာမလိုတိလရှင်လိုမိမကြီးတွေကကိုယ့်ကိုအကူအညီကောင်းပေးလာတတ်တယ်။မိမိဥဆောင်ပတ်သက်ပြီးတော့အလူမင်္ဂလာပွဲလမ်းတစ်ပင်ကိစ္စတွေဂျုံတတ်တယ်။တံပိုးကြီးပစ္စည်းဝယ်ခြင်းရောင်းခြင်းတွေလေလံကန်ထွက်ဆန်တဲ့လုပ်ငန်းမျိုးတွေနိုင်ငံခြားနဲ့ပတ်သက်တဲ့ကိစ္စတွေအလုံးကောင်းလဲငွေရေးကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေအပေါင်းအချင်းငါကိစ္စတွေနောက်ကားတို့ကြောက်တို့ကွန်ပျူတာတို့ကင်မရာတို့ကြဲ့ငါးကြံကုန်ရုပ်ချက်တော့အဲဒါမျိုးတွေလည်းထူးထူးခြားခြားအကျိုးပေးနိုင်ပါတယ်။အလူအတန်းတွေ ိုကနေကူညီထောက်ပံ့ပေးကမ်းခြင်းနဲ့ကိစ္စတွေလည်းအောင်မြင်သွားနိုင်ပါတယ်။ကဲဒီလိုကိမျိုးမှာပို့ထူးသားသမီးတွေမိမိအိမ်နောက်ဘက်မိမိချစ်သူရေးစားရဲ့အလုံးနဲ့ပတ်သက်တဲ့ဝမ်းသာစရာကြားကြုံရတယ်။လှုပ်ရတယ်၊ရာထူးတိုးတယ်စတဲ့ကဲနော်အလုံးအင်းကြီးကောင်းဆုံး။ကံရင်အပါမို့ရဖို့ဆိုရင်တော့အဖြူရောင်အစိမ်းရောင်များများပါတော့အဝတ်အစားသုံးဆောင်ပြီးအပြုပြီးတော့ဝတ်ဆင်သုံးဆွဲပါရောင်းကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုကြက်အုပ်လေးတစ်လုံး ကဲကျဲဦးပြုတ်ပြီးတော့ပဲဖြစ်ဖြစ်ကျဲဦးပြုတ်လေးတစ်လုံးနဲ့တို့ပြီးခောက်ပြီးဆိုတော့မှဘောင်းလက်ခင်စီမဲ့နံပါတ်တွေကနေနေကတော့ဖြင့်တစ်ကနန်းနှစ်ကနန်းနေဖြစ်ပါတယ်ကံရဲ့အပမှုရဖို့ဆိုရင်ကျဲဦးကဲကြောကြောချက်ချက်နော်ပြုတ်ပြုတ်ကျဲဦးနဲ့ပတ်သက်တဲ့အလူကုသိုလ်ကောင်းမှုပြုတ်ပြီးတော့ကံပွင့်ကံမြင်ကြပါစီခင်ဗျာဆက်လက်ပြီးတော့ကြာသာရိသာသမီးမိတ်ဆွေများကဲကြာသာရိသာသမီးတွေဒီလိုဂိမ်းမျိုးမှာကလေမတင်မကြစိတ်နှက်ခွာဖြစ်စရာလေးတွေများတတ်တယ် အထင်လွဲဆော့ဆွဲခံရတာတို့အိမ်မမနေကြတယ်လို့လောက်ကထွက်ကြတယ်လို့လို့အဲ့ဒါမျိုးလေးတွေဖြစ်တတ်တယ်စိတ်နဲ့ကိုယ်နဲ့မကတ်တေးဖြစ်ပြီးတော့ငွေမပစ္စည်းမအဝယ်မအယောက်မအဆုံးပြတ်မလေးတတိပြုတကယ်ယောဂါကြီးကြီးမားမားမဟုတ်ဘဲနဲ့စိတ်ထောင်းကိုကြည်ဆိုတယ်လို့ပဲစိတ်တွေရှုပ်တွေးအဲ့ဒါမျိုးအေးအေးပြက်အစားပြက်ဆိုတာမျိုးလေးဒါဖြစ်တတ်တာလေးတတိပြုပါငွေတွေပစ္စည်းတွေအလေးလေးအကြပေါက်လေးမြားနေတတ်တယ်သို့တော်ဒီလိုဂိမ်းမျိုးမှာလေနိုင်ငံခြားနဲ့ပတ်သက်တဲ့ရွေးချက်အစီအစဉ်တွေအထက်အလေးတို့ထိဖက်နှက်တို့လျှက်စစ်ပစ္စည်းတို့ဓာတ်စီဒီဇယ်ဓာတ်သတ္ထုနှံနွား လေလံကန်ထရိုက်ဆန်ဆန်လုပ်ငန်းမျိုးတွေအကျိုးထူးအောင်မြင်နိုင်ပါတယ်မိမိအိမ်အောင်ဘက်မိမိချစ်သူရည်စားရဲ့အဝိအထည်ထိဖနဲ့နဲ့ပတ်သက်တဲ့ဝမ်းသာစရာတွေလည်းကြုံဝန်ကြရတာပါတယ်ဗျာအဲအပါမို့ရဖို့ဆိုရင်အဝါရောင်ချွေရောင်၊လိမ်မော်ရောင်တို့များများပါတော့အဝယ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်စံသုံးဆွဲပါ။ရောင်ကုန်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းတွေကိုဓာတ်မီအားကောင်းကောင်းနဲ့ထိုးပြီးတော့စုတော့မှဒီနေ့ကိုအတွက်ကံကောင်းလက်ရွှင်စေမယ့်နံပါတ်တွေကနန်းတွေကခုံကနန်း၅ကနန်းနေဖြစ်ပါတယ်။ ကံရဲ့အပမှုရရှိစေဖို့ဆိုရင်မုံအထုတ်လိုက်ဘာမုံဖြစ်ဖြစ်မုံအထုတ်လိုက်လှူဒန်းပြီးတော့ကံပွင့်ကံမြင့်ကြပါသည်ခင်ဗျာကဲဆက်လက်ပြီးတော့တောက်ကြသားသမီးများလည်းရောက်လာပါပြီခင်ဗျာတောက်ကြသားသမီးတွေဒီလိုကိမျိုးမှာကလေစိတ်မောလူမောဖြစ်စရာတွေများတတ်တယ်ကိုထမင်းကိုစားပြီးဂျီတော်နောအလကားကြောင်းရတတ်တယ်အလောကလည်းကြောင်းပြရသေးတယ်ကိုကလည်းမကောင်းမြင်ဖြစ်တဲ့ခံရစိတ်တူလည်းရံဖြစ်လွယ်ပေါက်ွဲလွယ်ဆိုတာဖြစ်တတ်တယ်သူများအဆိုးကကိုကိုအဆိုးသူများအလုံးကကိုကိုအလွန်နေဖြစ်ကုန်တတ်တာလေးသတိပြုပါ ဘာမှမဖြစ်စလောက်ကနေပြဿနာကြီးကုန်တတ်တာသတိပြုပါဒါကြောင့်တုံတုံကိစ္စပါဇက်ပိတ်မျက်စိပိတ်နားပိတ်ပြီးတော့ခေါင်းအေးအေးလေးနဲ့ခြေတက်တက်ပါတယ်အမှားရင်အလွဲချော်လေးများတာလို့နော်ပြဿနာအသေးလေးနဲ့ကြီးသွားတာတို့ရေလိုကိန်းမျိုးမှာပညာရေးကိစ္စတို့မြေကိစ္စဖုံးကိစ္စအမွေကိစ္စပရိဘောကပေပြောင်းပန်းပရိမကြီးပဘုကဲအဲ့ဒါမျိုးတွေပို့ပြီးတော့အကျိုးထူးအောင်မြင်နိုင်ပါတယ်ခင်ဗျတောက်ကြတာသမီး ိမ်အောင်ကိုအိမ်အောင်ဘက်အတွက်တောက်ကြသားမျိုးတွေကအိမ်အောင်ဘက်အတွက်ကိုချစ်သူရေးစားအတွက်ငွေကြီးနဲ့ပတ်သက်တဲ့ဝမ်းသာစရာတွေဂျုံဝမ်းကြားရတဲ့ပြုကဲကိုချစ်သူရေးစားအိမ်အောင်ဘက်ငွေကြီးတဲ့ရင်ကောင်းကြားရတာပါတယ်နော်ကဲဆက်လက်ပြီးတော့စနေသားပြီးမိတ်ဆွေများဒီလိုကိမျိုးမှာလေမတင်မကြမရေမရာဖြစ်နေတဲ့ကိစ္စတွေကိုပြက်ပြက်သားသားပါပြနေနိုင်ဆုံးဖြတ်တဲ့အထူးသဖြင့်အိမ်သက်တို့လုပ်ငန်းသက်တို့နေရာသက်တို့ဒါဝင်သက်တို့အိမ်ပြောင်းနေရာပြောင်းအလုပ်ပြောင်းဒါဝင်ပြောင်းအစီအစဉ်ပြောင်း အပြောင်းအလဲတွေအပြောင်းအရွှေ့တွေအဝေးပြပနဲ့ဆက်နွယ်ချိတ်ဆက်တာတွေခྱི་သွားလာရေးတည်ယူဖို့ဆောင်ရင်ကိစ္စတွေအလွန်ကောင်းတယ်ကိုစီကိုလည်းတည်င်းကောင်းဧည့်သည်ကောင်းတွေရောက်လာတတ်တယ်အဓိကတော့အစာဦးနေရာထိုင်ခဲ့အလုံနေရာအိမ်နေရာနဲ့ပတ်သက်တာတွေအဖွဲ့အစည်းနဲ့စုပေါင်းလုပ်ကိုင်တဲ့ကိစ္စတွေလူကြီးမိဘဆရာသမားတွေပြောစကားဆိုစကားနားထောင်ပြီးဆောင်ရင်တဲ့ကိစ္စတွေကောင်းတယ်အိမ်ဆောက်ပစ္စည်းတို့ဆောက်လုပ်ရေးတို့အုတ်တို့ဦးတို့အင်းတို့အေးတို့အုံးတို့အဲတာမျိုးတွေပို့ပြီးအချိုးထူနိုင်တယ် ရံရွယ်နောက်ချက်လေးတွေပုံများတတ်တာတော့တတိဖြူစေခြင်းပါတယ်ဗျနော်အဲ့တော့စနေသားသမီးတွေကမိမိအိမ်တောင်ဘက်မိမိချစ်သူရေးစားရဲ့အလုတ်ကိုင်းနဲ့ပတ်သက်ပြီးတော့အောင်မြင်မှုဝမ်းသာစရာကြားကြုံရတာပါတယ်စနေသားသမီးတွေကံရဲ့အပမှုရဖို့ဆိုရင်အနီရောင်လို့အပြာရောင်လို့များများပါတော့အဝယ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးစွဲပါမိမိတို့ရဲ့ရောင်ကုန်ပစ္စည်းတွေရောင်အားတက်အောင် လုပ်ငန်းဆောင်တာတွေတိုးတက်အောင်ဆိုရင် တရက်ခိုင်းနေတဲ့ခိုင်းသုံးမို့လေတရက်ယူအထုပ်လေးတထုပ်နဲ့ရိုက်ပုတ်ပြီးတော့ဆူတောင်းမှာကို့အတွက်ကန်ကောင်းလိုက်ခွင့်စီမဲ့နံပါတ်တွေကနန်းတွေကတော့တစ်ကနန်း၆ကနန်းနေဖြစ်ပါတယ်ကန်ရဲ့အပမှုရဖို့ဆိုရင်တရက်ယူဒါမို့လေတရက်သီးဖြော်ရည်သုံးမို့တရက်သီးလှူဒန်းပြီးတော့ကဲဇနီးသားသမီးများလဲကန်ပွင့်ကန်မြင့်ကြပါစေခင်ဗျာ